မင်္ဂလာပါရှင်ဒီနေ့တော့ဖြိုးကပစုံရင်ကြီးကြော်လေးလှုပ်ရှားဖြစ်လို့လုံနည်းလေးပြန်လဲမျှဝေပေးထားပါရဲ့ရှင်ရင်ကြီးအနံလေးအရန်ဝေပြီးတော့ကိုရီးယားဆန်ဆန်ပစုံရင်ကြီးကြော်ဗီဒီယိုလေးကိုဖြိုးနဲ့အတူကြည့်ရှုလိုက်စုံနော်ပစုံရင်ကြီးကြော်လေးလှုပ်ရှားဖို့အတွက်ပအဝင်ပစ္စည်းတွေကတော့ပြောင်းမှုချက်သွမ်းမေးဥနီကော်မုံပစုံနဲ့ရင်ကြီးတို့လိုအပ်ပါရဲ့ရှင်မအုပ်ဆုံးဝင်လာတဲ့ပစုံတွေကိုအညီအခြေတန့်စီပြီးရေပြာစီပြီးလိုက်ပါရင်တော့ ေးထားတဲ့ပစုံလေးကိုရေနွေးအနှင်းငယ်ဖြောပြီးမှဖြစ်ပါရဲ့ရှင်။ရေစုရာနဲ့ရေသေးစားစေးထားတဲ့ပစုံလေးတွေကိုမိနစ်အနှင်းငယ်ရေမေးဖြောပြီးပါရဲ့ရှင်။လောက်ရင်းနှီးဖြောပြီးရင်တော့မိပိတ်ပြီးအိုးချထားလို့ရပါပြီနော်။ပစုံနဲ့ရောကြော်ဖို့ပါဝင်ပစ္စည်းလေးတွေကိုလည်းပြင်ဆင်ပါမယ်ရှင်။ ဥနီကိုအခွန်ပါရေးစိပြီးသေးသေးလေးလေးလျှင့်ညှက်ထားပါရဲ့နော်။ပြောင်းမှုကိုလည်းပြုတ်ပြီးတော့အစိတ်ချွေထားပြီးပါရဲ့ရှင်။အစင်းသင်းဖြစ်နေအောင်ချက်သွုံမိတ်ကိုလည်းရေးစိပြီးတော့ညှက်ပေးထားပါရဲ့နော်။ဒါကတော့ထမင်းလိတ်လိတ်ရင်အသုံးပြုတဲ့ရင်းညိပြပါရင်းညိပြကိုပစုံထုတ်ကြော်ကြော်ဖို့အတွက်လေးထောင်ပြားလေးဖြစ်အောင်ညှက်ပြီးတော့ပြင်ဆင်ထားလိုက်ပါရဲ့ရှင်။ ရင်ကြီးပြင်ဆင်ပြီးသွားတာနဲ့ခုနကပြုတ်ထားတဲ့ပစုံလေးကိုပြုတ်ရည်သွင်းပြီးတော့အခွန်လေးတွေခွာထားလိုက်ပါရနော်။ခွန်ခွာပြီးသားပစုံအသားတွေကိုကျိတ်ဆက်ထည့်ထည့်ပြီးတော့ကျိတ်လိုက်ပါရဲ့ရှင်။ ပစုံချိတ်ထားတဲ့အထဲကိုအရသာအနီးနဲ့ပဲငံပြာကြီးစားနေငယ်တကြားကော်မုတ်တို့ကိုထည့်ပြီးတော့အရသာနှံ့အောင်နေလိုက်ပါရဲ့နော်ရတာဝင်သွားရင်တော့ဥလီပြောင်းမှုစက်တော်မိတ်တို့ကိုရောထဲလိုက်ပါရဲ့ရှင် ပြီးရင်တော့အားလုံးသမသွားအောင်သိချာလေးနေထားလိုက်ပါရဲ့နော်နောက်ဆုံးမှာအရသာလေးပိုစားကောင်းသွားအောင်ဘဲဥတလုံးကိုဖောက်ပြီးရောရောနေပေးထားပါရှင် ာဝင်ပစ္စည်းအလုံးရောနေပြီးသွားရင်တော့ရင်းညှိသားလေးတွေနဲ့တလုံးစာလေးတွေထုတ်ထားလိုက်ပါရနော်ဒီပစုံစောလုံးကြီးလေးကအာဟာရလည်းဖြည့်စားလို့လည်းအရင်ကောင်းပါရနော်လုံးစာရတာလည်းမခက်ပါဘူးရှင်ပါဝင်ပစ္စည်းအလုံးကိုရောနေပြီးတာနဲ့ရင်းညှိသားလေးနဲ့ထုတ်ပေးရုံပါပဲနော်ဇုန်နေထားတာလေးအကုန်ထုတ်ပြီးသွားရင်တော့စီပူပူမှထည့်ကျော်လိုက်ပါရနော် တွင်းမှာအစာသွတ်ထားတဲ့ပစုံတွေရင်းချွတ်လာတဲ့အထိကြော်ပေးထားပါရဲ့ရှင်။ထုတ်ထားတဲ့ရင်းကြီးကလည်းချွတ်ရွာပြီးအထက်ကအသားလေးတွေလည်းရင်းချွတ်လာပြီဆိုရင်တော့စစ်စစ်ပြီးဆဲထားလို့ရသွားပါပြီနော်။ကတော့ပူစားကောင်းအောင်ဘော်ဘီဆလတ်နဲ့ဆော့ကိုတွဲပြီးတော့ပြင်ဆင်ထားပါရဲ့ရှင်။ ါဆိုရင်တော့ကလေးရောလူကြီးပါအကြိုက်တွေ့စီမဲ့ကိုရီးယားဆန်ဆန်ပစုံရင်ကြီးကျော်လေးတွေရပါပါပြီနော်ကျတို့ဒီနေ့တင်ပြသွားတဲ့ရင်ကြီးနဲ့လေးရံမွေတဲ့ပစုံရင်ကြီးကျော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်နော်အားလုံးပဲတာယာလှပတဲ့နေ့ရက်လေးတွေနေ့တိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်